လောကလူတွေဟာဝေးလာပြီဆိုလို့ရှိရင်တော့အကျိုးရှိဖို့ကလိုအပ်လာဝေးနေလောက်တဲ့အခါဝေးနေဆိုတာတော့လူတိုင်းမှာရှိဝေးနေမွေးတာလဲကောင်းသလားဆိုမကောင်းဘူးเนาะသို့တော့ဝေးလာတဲ့ထဲကအကောင်းဖြစ်ဖို့လိုအပ်လာတယ်ပေါ့အဆိုးတဲ့ကအကောင်းလူတွေကပြောကြတယ်အမိုက်ထဲကရွှေပေါ့ အဲ့လိုဘဝတစ်ခုရလာပြီဆိုလို့ရှိရင်ကိုရလာတဲ့ဘဝဟာဘ ഹു ဆနာဟိတအများအတွက်အကျိုးရှိတဲ့ဘဝလားကိုအတွက်အကျိုးရှိတဲ့ဘဝလားရလာတဲ့ဘဝတစ်ခုဟာဘ ഹു ဆနာဟိတဘ ഹു ဆနာဒုက္ခအများကောင်းစားဖို့အတွက်လားအများချမ်းသာဖို့အတွက်လားကိုချမ်းသာဖို့အတွက်လားအဲ့ဒါလို့လောကမှာလူတယောက်ထုံးတကားပေါ်ပေါက်လာတဲ့အခါမှာ အများကိုအချိုးပြုတဲ့ပုံကိုတရားဆိုရင် သူ့ရဲ့အချိုးပြုမှုကြောင့်ပင်ကိုအားဖြင့်ဇာတိတရားဒီရှုပ်ချရမယ့်တရားဖြစ်တော်လဲသူမွေးဖွားလာခြင်းကြောင့်ရလာတဲ့အမျက်တွေကအများကြီးလို့ဒီလိုပြောရအောင်အဲ့တော့သူ့ကိုချီးမွမ်းတာတော့မဟုတ်ဘူးသူ့ချောင်းရလာတဲ့ရဆက်ကတော့အမတန်မှချီးမွမ်းတတ်တယ်ဥပမာပဲစဉ်းစားကြည့်ကြာဟာဘယ်မှာပေါက်တုံဆိုရွှွညံတယ်မှာပေါက်တယ် ရှုညုံဆိုဘယ်လိုမှချီးမွမ်းလို့ရမယ့်အရာမဟုတ်ဘူးသို့သောရှုညုံနဲ့ပေါက်လာတဲ့ကြာဖွင့်လေးကြတော့အမတမချီးမွမ်းတိုက်တယ်ပေါ့တန်ဖိုးချင်းမတူဘူးပေါ့ရှုညုံနဲ့ကမွေးလာတဲ့ဒီရလာတဲ့ဒီရဆက်လေးဟာအမတမမွေးကြိုက်တဲ့ကြာပန်းကလေးတစ်ခုဟာအမတမတန်ဖိုးရှိတာထို့တူပဲဇာတိဆိုတဲ့ရှင်ဘွက်ကြီးတွေကနေပြီးတော့ဘုန်းကြီးတို့တွေ ဘဟုဇနာဟိတဘဟုဇနာဒုက္ခလို့ခေါ်တဲ့အများအတွက်ကောင်းကျိုးချမ်းသာတွေဆောင်ရွက်နိုင်တဲ့အများအတွက်အကျိုးဖြစ်လာတဲ့အများအတွက်အကျိုးဖြစ်ရဖြစ်ချောင်းအလုပ်တွေလုပ်နိုင်နေဆိုရင်အဲ့ဒါဟာရှင်내ကနေပြီးတော့ကြာပန်းပွက်လာသလိုပဲပေါ့ကောင်းကျိုးချမ်းသာရအဲ့ဒါကြတော့ချီးမွမ်းတိုက်တာဟာရှင်ကိုချီးမွမ်းတာမဟုတ်ဘူးကြာကိုချီးမွမ်းတာအဲ့ဒီလိုတော့ဝေနေပါဒီလိုကောင်းမြတ်တဲ့ ကုသိုလ်တရားတွေစီးပူအထောက်မယ်ဆိုလို့ရှိရင်တော့မွေးနေ့ဟာမွေးနေ့ကိုယ်တိုင်ကတန်ဖိုးမရှိတော့လဲမွေးနေ့ကိုအကြောင်းပြုပြီးတော့ရလာတဲ့တရားတွေကတန်ဖိုးရှိပါတယ်လို့ခွဲခြားပြီးသိဖို့လိုတာပေါ့နော်